ကဘလောင်ပဲလှလှစိတ်လှဖို့ကအရေးကြီးတာရုပ်တင်လှပြီးတော့စိတ်မလှရင် ရုပ်အလှဆိုတာရှိသေးလားအကျိုးရုပ်ကလေးကတော့လှတယ်အချင်းကတော့လေ minus ဖြစ်နေလှသေးရဲ့လားရုပ်ဘလောင်ပဲလှလှအချင်းမကောင်းရင်မလှဘူးဆိုတော့ character ရာဝဇရာအိုတဲ့တိုင်အောင်ဒုက္ခလှတယ်ချမ်းသာတယ်ချောတယ်ဆိုတာကသီလံကိုကျင့်သီလပဲအိုတဲ့သူတွေရဲ့အလှကသီလပဲ ။အိုတဲ့အထိသီလတွေမလုံဘူးဆိုရင်အဲ့ဒါပိုဆိုးအလှတွေမရှိတော့။အိုလေးလေးသီလလုံးလေးလေးဖြစ်ရင်အိုလေးလေးပိုလှလေး။ရက်ွက်ထဲမှာအဖိုးတွေအသက်ရွယ်ကြီးလာတယ်။သီလလေးလုံးတယ်၊ကုသိုလ်တည်းရှိတယ်ဆိုတော့လေ။အိုးအိနီနာချင်းကအဖိုးတို့အတွက်ဟင်းလေးတွေလာပို့တာ။အဖွားတို့အတွက်ဟင်းလေးတွေလာပို့တာ။မရှိဘူးလား။အိုးတချို့အသက်သားကြီးတာအရက်ပလင်းခါချိတ်ပြီးတော့လေ။ပြအရပုံခုတ်တဲ့အဖိုးတွေရော မရှိဘူးလား အဲ့လူတွေကြတော့ပို့တဲ့လူရှိလားအာဒီလူကအသက်တကြီးတာလကားပါအိုးပဲတွေဖြစ်ကုန်တာအသက်ရွယ်ကြီးလို့ကိုကျင့်သီလာလုံလုံဟင်းလေတွေလာပို့ရဲဆိုတာပြိသက်အသက်ကြီးလို့ပို့တာလားကိုကျင့်ကောင်းလို့ပို့တာလားကိုကျင့်သီလာလုံလို့ပို့တာဆိုတော့လေအစင်းဆိုတာကအေးပြားကတမတ်တာအသားမဲတာလားအေးပြားမဲတာလားအေးပြားမဲတာ နောက်ဆိုပြန်ပြောနာကို အသားမဲတယ်ပြောရင်ငါကအသားမဲတာမဟုတ်ဘူးအေးဗာမဲတာအေးဗျာမဲအဲ့ဒါမှပူဆိုးသွားဟုတ်လားအဲ့ဒါလေဝဏ္ဏမစ္စရိယအစင်းကိုတို့ဝင်းတို့တာလဲပူတာပဲဆိုတော့အဲ့ဒီမစ္စရိယလဲရှောင်ရတယ်နောက်ဆုံးမစ္စရိယကပရိသတ်ရဲ့ဓမ္မမစ္စရိယပြောကြည့်တရားကိုတွေ့တာဘာကိုတွေ့တာလဲ တရားကို တွေ့တာပြိသိမယားကို တွေ့တာနဲ့တရားကိုတွေ့တာဘယ်ဟာကပိုကောင်းလဲပစ္စည်းကို တွေ့တာနဲ့တရားကို တွေ့တာဘယ်ဟာကပိုကောင်းလဲတရားကို တွေ့တာကကောင်းတယ်တရားတွေ့တာလည်းမကောင်းဘူးဖယားကဓမ္မမစ္စရိယတရားအပေါ်မှာဝင်တူတာတရားအပေါ်မှာတွေ့တာလည်းမစ္စရိယပဲတဲ့ ရိသေတရားဆိုတာတွေ့ရမှာမဟုတ်ဘူးတရားဆိုတာကြည့်ရမှာတရားကတွေ့ရမှာလားကြည့်ရမှာလားဟုတ်တရားတွေမကြည့်မဲနဲ့တွေ့နေကြတာမဟုတ်လားအိုးတို့ကအဘိဓမ္မာဘယ်နှစင်းအောင်ပြီးသွားပြီဆိုပြီလေဟိုတစ်ခါကတချို့တိတ်လောက်တာအဲ့ဝိသုတိမက်တွေအဘိဓမ္မာတွေပြီးရင် အိမ်ဆုံးငံကြောတဲ့ကွင်လေးကိုတော်တော်ဆန်းတာကွင်မဟုတ်စိတ်ဘယ်နှပါရှိတယ်တော်လို့ဟိုကွင်လေးကအခုမှတင်းညိုစတင်ရမှာသူမေးတာနဲ့အိမ်ဆုံးငံမကြွားတော့ဘူးရှောက်ရှောက်ဆန်းတာမလုပ်ပါနဲ့ဟုတ်လား